ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆေးရုံကိုကလေးမွေးဖောက်ဖို့လာတဲ့မြမကိုအသည်မျိုးသမီးတူအငားကတက္ကစီပေါ်မှာကလေးမွေးဖောက်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျာ။စက်တင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းကမြမအမျိုးသမီးဟာပကြီးအားဆေးရုံကိုကလေးမွေးဖောက်ဖို့လာချိန်အငားကားပေါ်မှာဘိုက်နာလာပြီးကလေးမွေးခဲ့တာပါ။စက်တင်ဘာလ24ရက်နေ့ကပကြီးအားဆေးရုံရှိမှမြပြူထားလို့လမ်းချောင်းပိတ်နေတဲ့အတွက်မြမကိုအသည်မျိုးသမီးလိုက်ဖောက်လာတဲ့အငားကားကိုလမ်းချောင်းရှင်းပေးဖို့ရက်တပ်ပွဲစီအကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်။ အငါကဆေးရုံကိုအမြန်ရအောင်ရင်ထိန်ရတဲ့ဘွဲကလမ်းကြောင်းရှုပ်ပေးခဲ့ပြီးမယ်လေမြမမျိုးသမီးဟာလမ်းပေါ်မှာတင်ပိုက်နာလာခဲ့ပြီးဆေးရုံကိုဆက်သွားဖို့မဖြစ်နိုင်တော့ဘူးလို့ဆိုတယ်လို့သတင်းတွေမှာဖော်ပြပါတယ်မြမအမျိုးသမီးဟာရင်ထိန်ရဲရရဲ့အရေးပေါ်အကူအညီနဲ့အငါရင်ပေါ်မှာပဲကလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်အရေးပေါ်ကရောက်လာချိန်မှာတော့ကလေးနဲ့မိခင်တို့ဦးစလုံးကိုဆေးရုံစီအမြန်ပို့ဆောင်ခဲ့ပြီးလက်ရှိမှာကလေးနဲ့မိခင်တို့ဦးစလုံးကျမကြီးကောင်းမွန်တဲ့အပြင်ကလေးကမိတ်ကလေးဖြစ်တယ်လို့ဆိုပါတယ် မြမအမျိုးသမီးကားဝေါ်မှာကလေးမွေးဖွားနိုင်ဖို့ကုညီဆောင်ရွက်ပေးတဲ့ကားသမားနဲ့ရေထင်းရဲကို Times သူအများစုက social media ပေါ်မှာချီးကျူးထားကြတယ်လို့သတင်းတွေမှာဖော်ပြပါဗျာ။